စစ်ကောင်မရှင်ရဲ့တူးယောင်ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသားတွေကိုသက်ဆိုင်ရာမဲဆန္ဒနယ်မှာကြိုတင်မဲပေးဖို့စေအောင်စုရဲ့ရွေးကောက်ပွဲကော်မရှင်ကအတင်းအဓမ္မဖိအားပေးခိုင်းစေပြီးမဲပေးပြီးမှကျောင်းဝင်ခွင့်ပြုမယ်လို့သိရပါဗျ။ကြိုတင်ဆန္ဒမဲပေးပြီးတဲ့တက္ကသိုလ်ကျောင်းသားတွေကိုသာကျောင်းဝင်ခွင့်ပြုမယ်လို့စစ်ကောင်မရှင်လောက်ခံသက်ဆိုင်ရာဝန်ကြီးဌာနတွေအောက်ရှိ တက္ကသိုလ်အသီးသီးကထုတ်ဖော်ပြောကြားတယ်လို့တက္ကသိုလ်ကျောင်းသားတွေစီကသိရပါဗျ။ အခုနဲ့တက္ကသိုလ်တက်မဲ့ကလေးတွေကိုကြိုတင်မဲပေးလာရမယ်လို့ခိုင်းစေတဲ့တွေကြားနေရတယ်။ကြိုတင်မဲမပေးပဲလာရင်ကျောင်းဝင်ခွင့်မပေးဘူးဆိုပြီးသတင်းကြားနေရတယ်လို့တက္ကသိုလ်ကျောင်းသားမိဘဒူက ERI Times ကိုပြောပါရယ်။တက္ကသိုလ်ကျောင်းသားတွေအနေနဲ့မဲစင်းပါရှိရာရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်ဖွဲ့ခွဲရုံးမှနိုင်ငံသားစီစီရေးကတ်ကျောင်းဝင်ခွင့်ထောက်ထားပြပြီးကြိုတင်မဲပေးရမှာဖြစ်တယ်လို့စေအုပ်စုရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါရယ်။ ကျောင်းတက်မဲ့သူတွေကိုကြိုတင်မဲပေးခိုင်းနေတယ်။မဲပေးတဲ့ရက်ကကျောင်းခွင့်ချိန်ဖြစ်နေတော့မဲပေးရတာကကိုစားတိမာပဲပေးရမှာဆိုတော့ကျောင်းမခွင့်ငင်ကိုစားတိမာပဲမဲပေးခိုင်းတယ်။မပုံတင်တဲ့ကြိုတင်မဲပေးခိုင်းတယ်။ရန်ကုန်မှာရှိနေတဲ့သူဆိုတော့မဲမပေးခိုင်းမှဘူးလို့ Fast Footer တက္ကသိုလ်ကျောင်းသူတူက ERI Times ကိုပြောပါရယ်။ Sales ကလကောင်းတို့ရဲ့တွေ့အောင်ရွေးကောက်ပွဲအတွက်မဲပေးခွင့်မဆုံးရှုံးစေဘူးလို့ဆိုပြီး မဲဆန္ဒနဲ့ပြင်ပရောက်ရှိနေတဲ့တက္ကသိုလ်ကျောင်းသားတွေကိုအတမပြားပေးပြီးနိုဝင်ဘာ18ရက်ကနေ21ရက်နေ့ထိကြိုတင်မဲပေးရမယ်လို့ညွှန်ကြားထားကြောင်းရွေးကောက်ပွဲအဖွဲ့ပွဲစီကသိရပါဗျ။လက်ရှိမှာမြိတ်ဘုတ်ပြင်းတနင်္သာရီတက်ကုံဖို့ပင်အလုံးမောင်းမဲပင်းတရကိုဟင်းမျိုးတို့မှာတက္ကသိုလ်တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေကြိုတင်ဆန္ဒမဲပေးနေတယ်လို့စေအောင်စုအောင်ပေါ်သတင်းစာရီမှာဖော်ပြထားပါဗျ။